ဘာစီလိုနာရဲ့ခေတ်သစ်သူရဲ့ကောင်းရာဖင်ဟာမင်္ဂလာပါပရိသတ်ကြီးတို့ရှင်လက်ရှိဘာစီလိုနာသင်းဟာလူငယ်ခြေတက်ကစားသမားတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးတော့စုဖလားတွေကိုလည်းတင်ပိုက်ထားနိုင်တာပါဘာစီလိုနာအသင်းရဲ့အောင်မြင်မှုတွေနောက်ွယ်မှာတော့ဘရာဇီးတိုက်စစ်မှုရာဖင်ဟာကလည်းအသင်းအတွက်အဖိုးတန်ရတနာတစ်ခုဖြစ်ပြီးဘာစီလိုနာရဲ့ချန်ပီယံအိမ်မက်တွေကိုအသက်သွင်းပေးခဲ့တဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ် ရာဖင်ဟာကဘာစီလိုနာရဲ့ခေတ်သစ်မှာတိုက်စစ်စွမ်းရည်မြင့်ကစားသမားတူဖြစ်ပြီးစပိန်ကလပ်တွေသားမကဥရောပပြိုင်ပွဲတွေအားပါထိုင်နိုင်ရတဲ့အထိခြေစွာနေခဲ့တာလည်းဖြစ်ပါတယ်။ယခုနှစ်ရသည်မှာဘာစီလိုနာတင်းအတွက်ကိုပါတယ်ရီဖလားနဲ့စူပါဖလားတို့ကိုရယူပေးထားနိုင်ခဲ့ပြီးလာလီဂါဖလားကိုထပ်မံသိမ်းပိုက်နိုင်မှုလည်းတဖြည်းဖြည်းနဲ့နီးကပ်လာခဲ့ပြီပဲဖြစ်ပါတယ်။ဘာစီလိုနာတင်းကတစ်ချိန်ကဥရောပတခွင်ကိုလွှမ်းမိုးကြီးစိုးခဲ့တဲ့အသင်းမှာကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့မက်ဆီ၊ဇာဗီ၊အီနီယက်စတာ နေမှာဆွာရက်စတိုလိုတတိကျယ်ကစားသမားတွေနဲ့ဖွဲ့စည်းထားကြတာဖြစ်ပြီးကြီးကျယ်ခံနာခဲ့ပါတယ်။စပိန်ပြည်တွင်းလိပြိုင်ပွဲတွေမှာသာမကဥရောပမှာပါပြိုင်ပွဲကင်းအသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။အဆိုပါကစားသမားတွေမရှိတော့တဲ့နောက်ပိုင်းမှာတော့ဘာစီလိုနာသင်းနေနဲ့အောင်မြင်ကြော်ကြောင်းမှုတွေမေ့မြန်ခဲ့ရပြီးခြေစွမ်းပိုင်းတွေလည်းကျဆင်းခဲ့တယ်လို့ပြန်ပွဲအရရမှရုံးကန်ခဲ့ရပါတယ်။ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကအသင်းကိုအကောင်းဆုံးပြန်လည်ဖွဲ့စည်းဖို့စူးစမ်းခဲ့ကြပြီးပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့ကြပါတယ်။ ်အခုချိန်မှာတော့လူငယ်ကစားသမားအများစုနဲ့ဖွဲ့စည်းထားပြီးအသင်းရဲ့ခြေစွမ်းပိုင်းနေနဲ့အတူနီးစနစ်ပိုင်းနေနဲ့တိုးတက်ပြောင်းလဲလာခဲ့ပါတယ်အင်အားပြန့်လည်တောင်းတင်းလာခဲ့တဲ့ဘာစီလိုနာရဲ့လူစင်းမှာလမားယာမဲဂါဗင်ဖက်ဒရီလီဝန်ဒေါစကီတို့ကဘာစီလိုနာအသင်းနဲ့အတူခြေစွမ်းကောင်းတွေကိုပိုင်ဆိုင်ခဲ့ပြီးအောင်မြင်မှုတွေကိုပြန်လည်ရောက်နိုင်ခဲ့တာဖြစ်ပြီးရာဖင်ဟာကလည်းဘာစီလိုနာအသင်းရဲ့ကျဲပွင့်နေတဲ့ကအတောက်ပဆုံးကစားသမားတစ်ယောက်ဖြစ်ပြီးအမကန်ခြေစွမ်းနေတဲ့ဘာစီလိုနာအသင်းရဲ့တိုက်စစ်ကိုအကောင်ဆုံးအသက်သွင်းနေတာဖြစ်ပါတယ် ရာဖင်ဟာကလင်းမြန်ဖြစ်လက်မှုပါနမှုတွေနဲ့ပေါင်းဆက်ထားတဲ့ကစားသမားဖြစ်ပြီးပြန်မတ်အတင်းရဲ့ဂိုးပေါက်အတွက်အနည်းငယ်ရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဘာစီလိုနာတင်းတို့အဖိုးတန်ဂိုးတွေကိုသွင်းယူပေးထားနိုင်ခဲ့ပြီးမက်ဆီရဲ့တစ်ချိန်ကချန်ပီယံလိဂိုးပါဝင်ပတ်သက်မှုစံချိန်ကိုလည်းချိုးဖြတ်ထားနိုင်ခဲ့သူဖြစ်ပါတယ်။ဘာစီလိုနာမှာသာမကဘရာဇီးလရွေးစဉ်အသင်းတွင်လည်းအားထားရတဲ့ကစားသမားဖြစ်ပြီးပြည်ထောင်အားပေးမှုအခိုင်အမာရရှိထားခဲ့တာဖြစ်ပါတယ် ဘာဖင်ဟာရဲ့ခြေစွမ်းထမြက်မှုတွေကဘောလုံးလောကမှာတပြေးပြေးနဲ့အရှိန်အုံပြင်းပြင်းတောက်လောင်လာခဲ့ပြီးဘောလုံးနောက်စကားတင်စီမှလည်းပါဝင်လာခဲ့တာပါဘောလုံးနောက်စုအတွက်ရေပန်းစားနေတဲ့ကစားသမားတွေထဲမှာလီဗာပူးအသင်းတိုက်စစ်မိုဆာလာပြန်ကြည့်တဲ့မှာဒဗီလီကီလီယန်အမ်ဘာပေအင်နာမီလန်အသင်းတိုက်စစ်မှုမာတီနက်စ်နဲ့အသင်းမော်လာမိုင်းရမဲနဲ့တူရာဖင်ဟာတို့လည်းပါဝင်နေခဲ့တာဖြစ်ပြီးဘောလုံးနောက်စုအတွက်ယင်ခုံဆိတ်လို့ရှာအောင်မှာဖြစ်ပါတယ် ဒါကြောင့် Raffin ဟာအနေနဲ့လက်ရှိအခြေစွမ်းကောင်းတွေကိုဆက်လက်ထိန်းသိမ်းထားနိုင်မှုတော့လိုအပ်ပါတယ်။နာလီကာဖလားချန်ပီယံဖြစ်ဖို့ကလည်းလက်တကမ်းလူကိုရောက်ရှိနေတာဖြစ်ပြီး Raffin ဟာအနေနဲ့ချန်ပီယံခြေစွမ်းနေတဲ့သူလင်းလက်တောက်ပါလာမလားဆိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။